သူ့လူလူမျိုးတယောက်ကဟုတ်လားဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့ခါကျတော့ချီးစရာကြီးပေါ့ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်ကျမတို့မျက်လုံးထဲမှာတော့မှလည်းတော့သပိတ်မွေးစုပါတယ်ကြားရတာနားထဲမှာကတ်လန်ရင်းနေပေါ့အဲ့ဒီ lobby တွေလဲတက်တက်ပတိထားပါရဲ့နော်အဲ့ဒါလဲဘုကျုံအဆန်းစကားကိုအတုံးလိုက်အတုံးလိုက်ခိုးယူတာဘာများလုပ်လဲတော့မသိဘူးကြောက်စရာကြီးလဲနော်တောက်စရာကြီးပဲတတိတော့ထားကြပြီဘုကိုကြီးတို့ကလုပ်နေတကယ်လုပ်တာနော်အမလေးမြောင်းလိုက်ဖေးမမလေးဆိုပြေးမပြတာမလေးမြောင်းလိုက်ချီချီချီတော့ကဖုန်လေးရမယ်ဆိုပြေးရတယ်တာကိုကြီးကလုံးမဆိုတကယ်လုံးတာမလေးမယုံဘူးရှိနေ ကဲတော့ကျွန်တော်ညီကိုမနမများအားလုံးပဲတော်လန်ညချမ်းလေးပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေနဲ့ဒီနောက်မှာဒါကျွန်တော်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညကဲတော့ပထမဆုံးဒါကရင်ပြည်နယ်ဘက်ကတပ်ဖွဲ့သတင်းလေးနဲ့စမယ်ဆိုရင် ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ထမ်းမြမနယ်စပ်ကမင်းလက်ပန့်ကြီးရွာထဲကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မဟာ6တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာတပ်ပွဲတွေဆက်လက်ဖြစ်ပေါ်နေပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ22ရက်နေ့ကစတင်ပြီးမြဝတီမြို့နယ်မြဝတီဝေါ်လီလမ်းမပေါ်စီအင်ဂျင်မြိုင်ကြီးရွာကနေမင်းလက်ပန့်ကြီးရွာဘက်သို့စစ်ကြောင်းပြန်ထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားမင်းလက်ပန့်ရွာထဲမှာတပ်ပွဲတွေဖြစ်ပေါ်နေကြောင်းသိရပါတယ် ဒီကနေ့မနက်7:00နာရီကျော်အချိန်ကစပြီးနှစ်ဖက်တပ်ဖွဲ့တွေဆက်ဖြစ်နေကနှစ်ရက်တာတပ်ဖွဲ့အတွင်းအကြံဘတ်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မေလက်ပံကြီးရွာကတရုတ်ကြားဖြန့်ဆိုင်တွေကိုလက်နက်ကြီးကြားရောက်ပောက်ွဲခဲ့ရမှာ၃ဦးထိခိုက်မှုရှိခဲ့ကြောင်းကရင်စစ်သတင်းမြစ်တဦးကပြောဆိုထားပါတယ်။အဲဒီမေလက်ပံရတပ်ဖွဲ့တွေအတွင်းအကြံဘတ်စစ်တပ်ကအထိနာနေကြောင်းလဲကရင်စစ်သတင်းမြစ်ကပြောဆိုထားပါတယ်ဆိုတဲ့ပထမဆုံးဒါကြောင့်ကရင်ပြည်နယ်ဘက်ကတပ်ဖွဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဘက်ကိုဆက်ပြီးသွားမယ်ဆိုရင်စကိုင်းတိုင်းမုံရမြို့နယ်မုံရမန္တလေးလမ်းပိုင်းမှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်ဘက်မှ၅ဦးတိဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ22ရက်နေ့မနက်9:45မိနစ်ခန့်အချိန်အနောက်မြောက်တိုင်းစစ်ထာနာကျောင်းမှာတပ်များကကားသုံးစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကမုံရမြို့နယ်မအူကိတ်တို့ဝင်ရောက်သွားပြီးတဲ့နောက်ဖော်ကာတစီ12ဘင်းကတစီဖြစ်ထပ်မံထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကစွန့်ရင်ထက်ဂိတ်နဲ့မြင်းနေဂိတ်အကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဒါအဲ့ဒီတက်ခတ်မှုတွေအတွင်းအကြံပတ်စစ်တပ်ဘက်မှဖောကပေါ်လိုက်ပါလာတဲ့စစ်သား၅ဦးထိခိုက်သေးဆုံးမှုရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီ Green Bee နယ်ဘက်မှာဆိုရင် Green Bee နယ်ဖရူဆိုမြို့နယ်စိတ်တန်တို့ပို့ဆောင်ခံရတဲ့ခမရ၅သုံးတက်ရင်မှာစစ်သား၁ဦးတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကလည်း ဒါနိုဝင်ဘာလ9ရက်နေ့မှာဖရူဆိုမြို့စီခမရ931တက်ရင်မှာစစ်သားတအုပ်ကစစ်တပ်တို့ပို့ဆောင်ခံရတဲ့အတွက်ကြောင့် Granny Army BA5 ထံသို့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်သားက AMI-1 တနက်တက်လက်လက်ပစ်ပုံတလုံးဓာတ်ချောင်းနဲ့လက်ကင်ဖုန်းတို့ကိုယူဆောင်လာတဲ့အတွက်ကြောင့်စုကြည်ငွေချင်းမြင့်နိုင်မှု CDN ဌာနတို့ပို့ဆောင်ထားကြောင်းသိရပါဗျ။ကဲတော့နောက်ထပ်ဒီဘကိုးတိုင်းပြည်မျိုးနဲ့ကွင်ကြီးကျွအောက်စုမှာရွေးကောက်ပွဲမဲပေးစနစ်တယုတ်ပြဖို့လူစုနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် အုတ်ချုပ်ရေမှုစမ်းလွင်ကိုအကြံပတ်စစ်တပ်ကဖမ်းဆီးဖို့လှုံ့ဆော်နေပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါနိုဝင်ဘာလ22ရက်နေ့မှာပြည်မျိုးနယ်အတွင်းစီကွင်းကြီးကြီးရွာအုပ်စုမှာအကြံပတ်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြရန်ကြီးရွာအုတ်ချုပ်ရီမှုစမ်းလွင်ကိုအကြံပတ်စစ်တပ်ကလူစုခိုင်းနှခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအဲ့ဒီလိုလူစုထားခိုင်းပေမဲ့လည်းအုတ်ချုပ်ရီမှုစမ်းလွင်ကလူစုဘေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ထူကြီးလာတောင်းခံပြီးဖမ်းဆီးအရေးယူဖို့လှုံ့ဆော်နေခြင်းဖြစ်ကြောင်း ါအပြင်ကြံစည်နေသောကြီးရွာအုပ်စုများမှအုပ်ချုပ်ရေးမှုတွေကလည်းအဲ့ဒါလိုအေးအေးယူခံရမှာကိုကြောက်လန့်နေကြကြောင်းသိရပါတယ်ကဲတော့ငါတို့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတယ်မင်းတို့အုတ်ကြီးတယ်အခုကြာတော့လဲမင်းတို့အလှည့်ပြန်ရောက်လာပြီတော့နော်ဒါငါတို့တော်လိုင်းတက်ဖွဲ့တွေကမင်းတို့ကောင်းတွေဘာမှလောက်ရသေးတာမဟုတ်နော်ဒါမင်းတို့စစ်ခွေတက်ကပဲအခုလို့ပြန်လုံနေတာဆိုတော့ဒါဘယ်လိုပြောရမလဲဒါကိုယ်တိုင်နဲ့ကိုယ်ကံပါပဲကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းမုံရောင်မြို့နယ်ရတုံရွာနဲ့ ဘူတောင်းကံရွာအကြမ်းမှာစီးတဲ့နေရင်တဲများကိုအကြမ်းဖက်စစ်ခွေတပ်ကဂျိုင်ရိုကော်ပိုရာနဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အသက်9နှစ်နဲ့7နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ3ဦးတေဆုံးခဲ့ပါတယ်ဆိုတော့နောက်ထပ်စိတ်မကောင်းစရာသတင်းလေးကလည်းဒါဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်10:00နာရီအချိန်ကအနောက်မြောက်တိုင်းစစ်ထာနာကျုံမှတက်လာတဲ့ဂျိုင်ရိုကော်ပိုရာတွေကမုံရမြို့နယ်ရတုံရွာနဲ့ဘူတောင်းကံရွာအကြမ်းမှာစီးတဲ့တော်တဲများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဒါအေးအကြံပတ်စစ်ခွေတက်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်အသက်7နှစ်အရွယ်မအီးဆွေဖြိုးအသက်9နှစ်အရွယ်မောင်ဟိန်ထက်နဲ့အသက်30နှစ်အရွယ်ကိုအောင်စိုးထေးတို့တေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကဲတော့ဒီကောင်တွေစစ်ခွေတက်ကတော့ဘယ်လောက်ထိမတ်ရိုင်လဲဆိုရင်အထာသာကြည့်ပြီးတော့နော်။ဒါမင်းတို့လုံပိုင်ခွေစီတုံကတော့မင်းတို့လှုပ်ထားကြအောင်။တနေ့နေ့မင်းတို့ခံရတဲ့အလှည့်ရောက်လာရင်တော့မင်းတို့ခံနိုင်စီအောင်စူးစမ်းထားကြအောင်ပေါ့နော်။ ကဲတော့ဆက်ပြီးတော့ဒီမကွေးတိုင်းဆက်လင်းမြို့နယ်စေသူစင်ကုန်းကြီးရဖျားဝင်းအတွင်းစီကြီးပိတာစစ်စစ်ကြောခန့်စီတဲ့ခေါလောင်ကိုပူစောဒီခေါင်းဆောင်အုပ်ချုပ်ရေးမှူးထုံးနိုင်အဖွဲ့ကခိုးယူခဲ့ပြီးတဲ့နောက် PDF အဖွဲ့ကလောက်ဆောင်ခဲ့တယ်လို့လင်းလင်းဝါဒဖြန့်နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာမကြီးပင်ဘူးကြီးရအုပ်စုစေသူစင်ကုန်းကြီးရဖျားဝင်းအတွင်းစီအလေးချိန်ကြီးပိတာစစ်စစ်ကြောခန့်စီတဲ့ခေါလောင်ကြီးကိုပူစောဒီခေါင်းဆောင်အုပ်ချုပ်ရေးမှူးထုံးနိုင်အဖွဲ့ကခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဒါအဲ့ဒါလို့ခိုးယူသွားပြီးတဲ့နောက်အကြံဘတ်စစ်ခွေးတက်ကိုအုတ်ချုပ်ရေမှုထုံးနိုင်ဥဆောင်တဲ့ပြည်စော်ရီအဖွဲ့က PDF များကလာရောက်ခိုးယူသွားတယ်လို့လိမ့်လေတန်ကြားခဲ့ပြီးစစ်ခွေးတွေကိုကြေးရအတွင်ခေါ်ဆောင်လာခဲ့ကြောင်းသိရပါဗျ။လက်ရှိအချိန်မှာအဆိုပါခေါလုံပြောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအကြံဘတ်စစ်ခွေးတက်ကစေတုစင်ကုန်းကြေးရအတွင်ဖော်ကား2စီးလက်ထွက်ကား2စီးအင်အားစစ်စစ်ကြောပြည့်ရောက်စီလာကတအိမ်တက်တအိမ်စင်းလိုက်လံစာဖွင့်နေကြောင်းသိရပါဗျ။ ဒါအဆိုပါစေတုစင်ကုန်းကြည်ရဖယားဝင်းရဲ့အနီးဆုံးနေရင်ကပြူစောတီခေါင်းဆောင်အုပ်ချုပ်ရေးမှူးထွန်းနိုင်ရဲ့နေရင်ဖြစ်ပြီး၎င်းလောက်ခံပြူစောတီတွေကဖယားဝင်းကျင်ကိုနေ့စဉ်လှက်ကင်ပတ်နေကြောင်းသိရပါတယ်။ဒါအပြင်အဒီပျောက်ဆုံးသွားတဲ့အလေးချင်းပိတ်တာဆက်ဆက်ကျော်စီးတဲ့ကြေးခေါင်းလောင်းကြီးကလူငါးဦးကဝိုင်းဝန်းတဲဆောင်ရပြီးသုံးပင်းဆန်ခဲ့ကားနဲ့နွားလဲစီမတဲယူနိုင်ပြီဖြစ်ကြောင်းဒေသခံပြည်သူများကဆက်လက်ပြောဆိုထားပါတယ်။အဲတော့ပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးယူဓမြတိုက်အောင်မကသေးဘူး။အခုကဒီဖယားမှာလှူဒန်းထားတဲ့ပစ္စည်းတွေကိုပါခိုးယူလာပြီဆိုတော့ မင်းတို့ရဲ့ဘဝကတော့တကယ်ကိုမတွေ့ရဲစရာပဲနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရံပြေတရားခံအဖြစ်စောက်တာခံရတဲ့မင်းအောင်လှိုင်မှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ဖို့အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံးခရင်ယူကပြည်သူများထံသို့တရားဝင်အသိပေးကြေညာလိုက်ပါတယ်ဒါလက်စီဒီအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုခရင်ယူအနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းတမိုင်းတရားခံမဖြစ်ဖို့အတူယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ဟူသောကြွေးကြော်တံဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်မစင်ကပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အတူရောင်ရေကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတိုင်းနိုင်ငံလုံးစီတိုင်းရင်းသားပြည်သူလူထုအားလုံးကံကွက်ဆက်ကျင်ကြရန်ခရင်ယူကထပ်မံအသိပေးနှိုးဆော်လိုက်ပါတယ်။ကဲတော့ငါတို့ပြည်သူလူထုကလည်းမထောက်ခံနိုင်ငံတကာကလည်းမထောက်ခံတဲ့မင်းတို့ရဲ့အတူရောင်ရေကောက်ပွဲကြီးကိုဘယ်လိုတွေဆက်သွားမလဲဆိုတာကတော့ငါတို့အနေနဲ့စောင့်ကြည့်ကြသေးတာပေါ့နော်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒီအမေရိကန်ရဲ့ဒါမြန်မာနိုင်ငံမှာစီးတဲ့ကြားပြန့်နှိမ်နှင်းနဲ့ပတ်သက်ပြီးတော့ဒါ DVV သတင်းဌာနရဲ့မေးမြန်းခန်းတွေကဥကျင်းဆွေရဲ့တုံသက်ချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဆိုကျွန်မဒီနေရာမှာတခုစဉ်းစားမိတာကျွဲခုရေပါဆိုသလိုပေါ့ဆရာရဲ့အခုအစကစကလည်းရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ပေါ့ဆရာရဲ့လာမယ့်ဗိုလ်ထီစင်မှာမှသူတို့ရွေးကောက်ပွဲလုပ်ဖို့လုပ်နေတယ်ဆိုတော့အခုလိုပေါ့နော်ဒီအောက်လွှတ်တော်နိုင်ငံသားကြီးကော်မတီမှာကြားနာတဲ့ကိစ္စတွေရောနောက်အမေရိကန်အစိုးရကစပြီးတော့ခြေလှမ်းလှမ်းလာတဲ့ဟာတွေကဘယ်လောက်အထိအဲ့ဒီအပေါ်မှာသွားပြီးတော့တည်ရောက်မှုရှိနိုင်တယ်လဲဆရာ ဒီ scam center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီဟိုနေပြည်တော်နဲ့ဒီ scam center တွေနဲ့ asset တွေရှိတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီကအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ဗျာเนาะတချို့အဖွဲ့တွေအဲ့ဒီ C4ADS ဆိုတာ Center for เนาะ Advanced Defense Studies ကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီ telephone center တွေเนาะအဆက်အသွယ်လုပ်တာတွေ ဲ့ဒါတွေအကုန်လုံးကို तू က geo positioning ဆိုတာနော်ဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ်နော်အဲ့ဒါတွေကိုတို့ကဟိုဟိုကပတ်သားထားပြီးတော့နော်ဟို file လုပ်ထားလို့ရတယ်အဲ့တော့တို့တွေကဒီနေပြည်တော်နဲ့ဒီကြားဖြတ်နော်နေရာတွေနဲ့ကလည်းရဲ့အဆက်အသွယ်ရှိတယ်လို့ဘာလို့တို့တက်တည်အထောက်အထားရှိတယ်လို့ပြောနေကြတယ်ဟုတ်နော်ဒီသူဟိုကျွန်တော်တို့ဇီယာလွတ်တော်ကလေနော်ဒီဟိုအဲ့ဒီ Jefferson Street တို့ဘာလို့ကအဲ့ဒီလိုဟိုအထောက်အထားတွေကိုတစ်ချိန်လုံးစုဆောင်းနေတယ် ီးတော့ FDI ကြတော့သူ့ကိုသတင်းပေးချင်ပေးလို့ရတယ်နော်အဲ့တော့သတင်းပေးတာတော့မဟုတ်မမှန်သတင်းနေလေညနေမှဆိုလို့ကျွန်တော်တို့က short တော့ short ခိုင်းရမသူတို့သေးသေးချာချာတော့ဒီကဟိုလေ့လာပြီးတော့နော်ဟိုတိတိကျကျဖြစ်အောင်တော့ထိရောက်အောင်တော့သူတို့လုပ်ကြမယ်သဘောရှိတယ်အဲ့တော့တရားရေးဝန်ကြီးဌာနပါတယ်ဆိုတာကလူဖမ်းလို့ရှိရင်ယူရီးယားမှာမြည်လို့ရှိရင်အမေရိကကိုခေါ်လာပြီးတော့အမှုစစ်ဖို့အတွက်ကိုတရားရေးဌာနကမှလုပ်လို့ရတယ် ။နော်အဲ့ဒါကြောင့်တို့ဒီ hari အကုန်လုံးကိုကျွန်တော်တို့ကဖွဲ့စည်းထားတယ်လို့ယူဆတယ်လေ။ ခဲ့ပါဆရာဟုတ်ကဲ့ဆိုတော့လေဆရာဟိုညီကုန်းချုပ်အနေနဲ့ပေါ့ဆရာအခုမြန်မာနိုင်ငံအတွင်းမှာလည်းအခုကလေဟိုဗာပြည်တွင်းစကားလည်းဖြစ်နေတယ်ပေါ့နော်ဒီဖက်မှာလည်းဒီဖက်မှာလည်းတော်လိုင်းအင်အားစုတွေကလည်းရှိတယ်ဒီကြားထဲမှာပဲစကားစား youth ပွဲကလည်းအာလုတော့မယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေဖြစ်ပြီးတော့တခါတည်းနဲ့နောက်ဟိုတချို့ကလည်းဒါ UN မှာဥကြုံမထွန်းနေရဘူးဘိုးပဲပေါ့နော်စကားစားဘက်ကစားထိုးသွားမလားဆိုပြီးဒီလိုစိုးရင်ပူပန်နေကြရမျိုးကြီးလည်းရှိတာပေါ့လေဆိုတော့ဆရာအဲ့လောက်ဒီစိုးရင်စရာလိုလားပေါ့ဒီလိုဖြစ်လာတဲ့အနေအထားတွေအောက်မှာဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုညီကုန်းချုပ်ဆွေးနွေးပေးပါလားဆရာအဲ့တော့အဲ့ဒါကိုကျွန်တော် ဟိုနည်းနည်းဟိုကျွန်တော်ပြောစရာလေးရှိတယ်ဗျ။ဟုတ်ကဲ့။ဒီစက္ကစာ lobby တွေငှားထားတယ်။ဟုတ်ကဲ့။ဒီ lobby တွေကလည်းသူတို့ဒီကအမှတ်တွေချင်းကပ်မှာပဲ။အဲ့တော့မနေ့တော့ကတချို့တွေမေးတာနော်။ဟောပြောတာတွေကဟောစက်ဟိုစစ်တပ်နဲ့ဟိုတရုတ်နဲ့ကဒါလောက်ကြီးအဟဇာတာမဖြစ်ဘူးပေါ့။နော်တရုတ်ကလည်းစစ်တပ်ကိုလုံးဝမယုံဘူး။ အကုန်ကြိုက်တာမဟုတ်ဘူးတရားရတိုင်းတော့စစ်တပ်ဘက်ကလည်းအဲ့ဒီလိုပဲသဘောရှိတယ်အဲ့တော့သူတို့မတက်တာလို့ပေါင်းနေရတာမျိုးဆိုပြီးတော့ပြောကြတယ်ပြောကြပြီးတော့အမတ်တယောက်ကမေးတယ်အဲ့ဒါဆိုလို့ရှိရင်အမေရိကန်ကတရုတ်ကိုအစားထိုးလို့မဖြစ်ဘူးလားဆိုတာဒါပေမဲ့အဲ့ဒါကိုဟိုစတင်ဆန်စင်တာစတီဗ်ရော့စ်ကသူကရှင်းရှင်းလင်းလင်းဖြေသွားတာအခုစစ်တပ်ကရာဇဝေးကောင်ဖြစ်နေပြီနော်သူ့ကိုဒီနီးနဲ့နော်ဟိုဒိုက်ရိုက် မေရိကန်နေနဲ့ဆက်ဆံလို့อ่ะမဖြစ်ဘူးအဲ့ဒါကိုရှင်းရှင်းလင်းလင်းဖြေသွားတယ်เนาะပြီးတော့ဒီဟမ်ဟို share election နဲ့ပတ်သက်ပြီးတော့เนาะဒီ election ဟိုဒီဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအကုန်လုံးလို့လို့อ่ะဒီရွေးကောက်ပွဲကိုလက်မခံဘူးเนาะပြောသွားတယ်အဲ့တော့ဒီရွေးကောက်ပွဲကလုတ်တာเนาะဒီစစ်တပ်ကိုတရားဝင်အောင်လုတ်တာမျိုးဖြစ်နေတယ်အဲ့လိုမျိုး ဖြစ်သွားလို့ရှိရင်သူတရားဝင်သွားလို့ရှိရင်ဒီ scam center တွေကိုနှိမ်နှင်းဖို့ပို့တောင်ခက်သွားမယ်ဆိုပြီးတော့လေအဲ့တော့ပြီးတော့မှဒီမနေ့က hearing နဲ့တော့သိဆိုင်နေရဒါပေမဲ့အဲ့ဒီဟို USCC เนาะသူကအဲ့ဒီတရုတ်နဲ့ဟို American နဲ့သူတို့ဒီစီးပွားရေးเนาะအဲ့ဒါမျိုးဆက်ဆံမှုတွေဘာတွေကိုလေ့လာတဲ့အဖွဲ့ကသူ July ရဲ့အဲ့ဒီဟို report တခုထုတ်ထားတာရှိတယ်အဲ့ဒီ scam center ရဲ့နောက်ွယ်မှာเนาะတရုတ်အစိုးရဘယ်လိုပတ်သက်နေလဲဆိုတာလေ အဲ့တော့ scam center တွေကတရုတ်အစိုးရနဲ့လည်းမကင်ဘူးဆိုတာလေအဲ့တော့အဲ့ဓာရီအကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီ scam center တွေကိုတိုက်ခိုက်တာနော်ဟိုတရုတ်အစိုးရကိုတွယ်ဝိုက်ပြီးတော့တိုက်ခိုက်တာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငွေကြေးစီစဉ်မှုကိုတော့ဟိုတကယ်ပိတ်ဆို့နိုင်တယ်ဆိုလို့ရှိရင်တော့ဒီဒေါ်လာရေးအတွက်အကျိုးရှိမယ်လို့ကျွန်တော်တို့ကမြင်တယ်ဗျာကဲတော့ဒါကြောင့်ဒေါ်လာရင်းအားစုရဲ့အနေနဲ့ကလည်းဒါအခုလို့ရလာတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်လိမ့်မယ်လို့ဒါကြောင့်အနေနဲ့မျှော်လင့်ပါတယ်နော် ကဲတော့နောက်ထပ်ဒါပြီးခဲ့တဲ့နေ့ကကျွန်တော်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့လေးတောင် အတုခိုးပြီးတော့ချင်းလာ6လနဲ့ပေါ့လို့ပေးစားတွေတက်ပြောနေတဲ့ဒီပြောင်ကြီးကိုကိုကြီးကိုဒါကိုကြီးကျော်သိမ့်တဲ့မတ်တသေးတို့ကဘလို့တွေအမိလှန့်ချိုးထားပေးမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာပါလေနိုင်ငံတူပြည်ပြောင်းလဲဖို့အတွက်ဘဝတွေပေးဆက်ပြီးတော့လုံနေတယ်လို့ပါလေလော်ဘီအုပ်စုကိုပြက်ပြက်သားသားပြောရတယ်ဘယ်သူမျိုးကြီးကျိုးနေလဲတော့မသိဘူးညာလော်ဘီအုပ်စုဆိုတော့နောက်ပါလေ နိုင်ငံရေးပလက်ဖောင်းကိုဖြစ်စည်းမပြစ်နဲ့ဗါရဲအခက်မသိရင်မယုံတင်ကာနဲ့စစ်မေးတာဖမ်းဆီးတာခံရနိုင်တယ်အဲ့ဒီ NDA တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုပြင်ပြောင်းလဲဖို့စ조사နေတဲ့လူတွေနိုင်ငံရေးပလက်ဖောင်းကိုဖြက်စည်းမပြစ်နဲ့ဟာဗျာကျွန်တော်ကျွန်တော်မပြောချင်ဘူးလေလားကြားရတာနားထဲမှာဒီခါလိုက်တာခါလိုက်တာဆိုတာမှဗျာမပြောချင်ဘူးမပြောချင်ပြီးတော့ဗာလဲအဲ့ဒီ lobby တွေလည်း ကြက်ကြက်တတိထားပါတယ်နော်အဲ့ဒါလေဘိုးကျုံအောင်စံစကားကိုအတုံးလိုက်အတုံးလိုက်ခိုးယူတာကျွန်တော်ပရိသတ်နဲ့ပြောရတာမဟုတ်လို့ပရိသတ်ကိုပြောရတာမဟုတ်လို့ကျွန်တော်မရိုင်းဆိုင်တယ်လို့ကျွန်တော်ပါစတဲ့မှာပြောခြင်းတဲ့စကားတလုံးကမစက်ဝါမှာရောက်နေတယ်နော်နော်ဘိုးကျုံအောင်စံစကားကိုအလုံးလိုက်ယူထားတာကြက်ကြက်တတိထားပါဘာများတော့လဲတော့မသိဘူးကြောက်စရာကြီးလေနော်ကြောက်စရာကြီးပဲတတိတော့ထားကြပြီဘဘကြီးကတော့တကယ်လောက်တာနော်အမလေးမြောင်းလိုက်ဖေးမမလေးဆိုပြေးမပြတာနော်အမလေးမြောင်းလိုက်ချီချီချီတော့ကဖုံလေးရမဆိုပြေးရတယ်တာဘဘကြီးကလုံးမဆိုတကယ်လောက်တာအမလေးမယုံမရှိနဲ့ဟာလေဟိုဆွတ်လို့ပြီးတော့ထောင်နှစ်စီမက် ကို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 မတူတော့သေးလားနော်သူ့လိုမျိုးထောင်ရှိကြတယ်အများကြီးရှိအဲ့လိုလူမျိုးတွေလည်းဒီနေ့နေငွေဦးတော်လည်းရေးမှာသူ့ထက်အများကြီးကိုကျိုးစွန့်ပြီးတော့ပါနေတဲ့လူရှိအသက်ဆုံးသွားတဲ့လူတွေရောရှိနော်ကိုကိုကြီးတက်လာတယ်အဲ့လောက်နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့သူ့လိုမျိုးဘုံဖော်ပြီးတော့ပြောမနေနော်ဒါကဘုံမောက်ရမယ်ကိစ္စလည်းမဟုတ်ဘူးကေကျူးနော်ဘာလဲဘဝပေးပြီးလုပ်နေတယ်ဘာတွေနဲ့ဘဝပေးနေလဲလုံးဆမ်းပါဘာတွေဘာဘဝတွေပေးနေလဲဟမ် ပြောရင်မကောင်းဖြစ်တော့ငယ်ကျွန်တော်ပြောချင်ဘူးမအားလာပေးမယ်မင်းအောင်လိုက်ပေးမယ်အယိုးအရှင်လေးနိုင်ငံရေးအယိုးအရှင်လေးချောင်းချောင်းချာနေပြီးတော့ကိုက်ရဖို့လုပ်နေတာဘာတွေဘာတွေဘဝတွေပေးတာဟမ်အဲ့အယိုးအရှင်တော့မှညှို့ပြီးတော့ကိုက်နေတာပါဟုတ်မှန်လေနိုင်ငံရေးတို့နိုင်ငံရေး platform တို့ဘာလဲအဲ့နိုင်ငံရေး platform ဖြစ်စီတာဘာလုပ်လဲနော်အများလူလူကမဲဆန္ဒနဲ့ရေကောက်တင်ောက်ထားတဲ့အစိုးရကိုအာဏာသိမ်းတာဘာလုပ်လဲအဲ့ဒီနိုင်ငံရေး platform ဆိုတာကိုဖြစ်စီတာ main online ဟာ main online ကြည့်ကြည့်ရဲ့နော်မသိသေးရင်ထပ်ပြီးတော့ပြောမယ်ငတုံးရဲ့အဲ့ဒါ main online နော် ဖြည့်စည်းပြီးမှအခုအတူတောင်ရွေးပေါက်ပွဲလုပ်မှာဟုတ်နော်တစ်သက်လုံးကရွေးပေါက်ပွဲဝင်ပြိုင်လို့လည်းပဲကိုကိုကြီးတို့ကနိုင်စရာတောင်းရှိအချက်ကခီလို့လို့ပဲနော်ဒေါ်ဆန်းစုတီသာ NLD ကိုဥဆောင်နေတဲ့ပြည်ဒေါ်ဆန်းစုတီရှိနေတဲ့ NLD ပါတီကရွေးပေါက်ပွဲဝင်နေတဲ့ပြည်ကိုကိုကြီးတို့ဆိုတာဘယ်နေရာကဝင်ဝင်ဘယ်တော့မှနိုင်မှာမဟုတ်ဝင်လဲဝင်ငယ်ပြီနော်ဝင်ငယ်ပြီနိုင်မှာမဟုတ်အခုကြတော့မှနော်အဲ့လိုမျိုးဟိုပြိုင်သူတို့သူတို့အရှုံးပေးရမယ်ရှုံးမဲ့လူတွေမရှိဘူးရှုံးမဲ့ပါတီမရှိဘူးဆိုတဲ့ခါကြတော့မှတော့မရခဲ့တဲ့အခွင့်အရေးဝင်နေနေပြီဆိုပြီးတော့ခါရတယ် နိုင်ငံကြီးလှေချုံလိုက်စီတာဘာနိုင်ငံကြီးပလက်ဖောင်းဒါရဆဆစစ်တပ်ကပေးတဲ့နိုင်ငံရေးကိုပို့ဖာတာယုံလို့လုပ်ချင်လို့သူများတွေကိုလာပြီးတော့ဟိုဟိုလူကဖျက်ဆီးပါတယ်ဒီလူကဖျက်ဆီးပါတယ်ရှောက်ဆွဆွဲနေနေတယ်ရှောက်ဆွဆွဲနေတယ်အထက်စီးရဲ့လူတွေကနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးနေတာမဟုတ်ဘူးမင်းတို့အားပေးအားမြောက်လုပ်ပြီးတော့เนาะတက်ဆိုးရှင်အောင်လုပ်နေတဲ့เนาะမင်းပြောတဲ့မင်းကိုထောင်နေဘလောက်ချခဲ့ပါတယ်လို့မင်းပြောတဲ့စစ်အာဏာရှင်ကိုမြမမြေပေါ်မှာလုံးဝ ဘောင်းထောင်မလာနိုင်အောင်အမြင့်ပြတ်အမြင့်ဖြတ်ရှင်းနေဘယ်နိုင်ငံရဲ့ platform ကိုဖြတ်စည်းနေတာမို့အဲ့နိုင်ငံရဲ့ platform ကိုလည်းဘယ်သူမှစိတ်ဝင်စားအောင်ရှိတယ်ဆိုရင်တော့မင်းကဘာနိုင်ငံရဲ့ platform မင်းတို့မှာဘာနိုင်ငံရဲ့ platform မှမရှိဘူးစစ်တပ်ကပေးတဲ့အယိုးအရင်းနဲ့ရှိတယ်ပို့ရရှောက်မပြောနဲ့ဘာလဲကြီးကြီးနိုင်ငံရဲ့ platform လို့ပါတော့ကျွန်တော်ပြောရင်ကိုကြောက်မအောင်အဲ့သူစကားမပါသေးတယ်ဗာလဲစစ်မေးဖန်းစီတာခံရနိုင်တယ်ဆိုတာဒါကတော့ဒါကတော့ဒါဒါဒါကိုကိုကြီးကကိုကိုကြီးကမြန်အောင်လာပါပါလေးထည့်လိုက်တာလေလေ မပန်းလေးထွက်လိုက်တာပဲနေအောင်လိုင်းတို့ကဒီမိုကရေစီပြောတယ်ဟလာလူ့ပြည်သားအညာပေါ့ဗျာပါတီဆိုဒီမိုကရေစီပြောတယ်ဒါကလည်းသူတို့ကကြောမလုံပါဘူးသူတို့တွေ NDA ဈာကလုံနေရတာပါတမ်းမသိရင်သူတို့မယုံသင်တာဖြစ်ပြီးတော့အချိန်ကြီးဖမ်းခံရနိုင်ရပါတယ်အစ်စ်မေးခံရနိုင်ခံရပါတယ်အဲသူတို့ကတကယ်ဒီမိုကရေစီအပြည့်အဝလွတ်လပ်ခွင့်နဲ့လုပ်နေရတာမဟုတ်ပါဘူး။အဲသူတို့မှာကြီးကြီးကြောင်ကြီးနော်ကြီးကန်းတောင်းပေါင်းကြီးပြီးတော့လုပ်နေရတာဒါဒါဒါမင်းအောင်နိုင်ပါပါလေးထည့်လိုက်တာဒီလားဒါဒါနိုင်ငံတကာကပြောနေတဲ့နော်ဒေါ်လာအရေးအစုတွေကပြောနေတဲ့ဒီရွေးကောက်ပွဲဒီဘာမှလွတ်လပ်မှုမရှိဘူး။ ဟလာတရားနာတမှုမရှိဘူးဘာညာဆိုတာတွေကိုကိုကြီးကပါပါလီတက်တည်ပြလိုက်တာကိုကျော်မောင်ကြီးပါပါလီတက်တည်ပြလိုက်တာနော်နေအောင်လိုက်နေအောင်လိုက်နေ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 တတိထားနော်ကြည်နော်မင်းဒေသာကြည်နော်အဲ့တော့ဒီဘောင်ကိုကြည့်ကြည့်ပြီအဲ့တော့မင်းကအချိန်မီးဖန်ဖန်နိုင်နေစီးကြနေနေစင်းနေအဲ့ဒါမင်းတို့နိုင်ငံရေး platform လားမင်းတို့နိုင်ငံရေး platform အလို့ကြီးလားဟမ်မင်းတို့နိုင်ငံရေး platform အလို့ကြီးလားအဲ့ဒါပြောတော့စစ်တပ်ပေးတဲ့နိုင်ငံရေးလှုပ်ပြီးတော့အမြဲဂျာကလှုပ်ရပါမင်းတို့ဘယ်သူကရိုက်ပြီးတော့လှုပ်ခိုင်းလို့လေမင်းတို့ဘယ်သူကရိုက်ပြီးတော့လှုပ်ခိုင်းလို့လေ နော်ဒေါ်ဆန်းစုကြည်လို့ဥဆောင်တဲ့ NLD စိုးရလက်ထက်မှာနိုင်ငံရေးအဲ့လိုပဲလုပ်ခဲ့ရမလားနော်မင်းအဲ့အဲ့လိုကနေရှင်းကြည့်လုံးလေဒီကျုပ်ရဲ့မင်းနိုင်ငံရေးအဲ့လောက်ငါတစ်ခါလည်းပြောဥပါတယ်မင်းနိုင်ငံရေးကမင်းတို့ကဟိုပါဘာမင်းနိုင်ငံရေးကဒဲဟု0မင်းနိုင်ငံရေးကမင်းတို့ကောင်းထဲမှာမင်းတို့ကောင်းထဲမှာဇွန်ဇွန်ကောင်းထဲမှာရှိတာပဲရှိတယ်မင်းတို့ကောင်းထဲမှာမင်းတို့ကမင်းတို့ကမင်းတို့ကကိုချိုးရှာတယ်ပေါ့နော်ပြီးတဲ့အခါကျတော့မင်းတို့ကမင်းတို့ကိုတိုင်ကဆရာနာရှင်ကိုအားပေးတာဖြစ်တဲ့အတွက်ကျေကျုမင်းဒီလဲပဲအခွင့်အရေးသာရလူကတော့မင်းကကိုတိုင်အာနာရှင်လုံးမဲ့ လူမျိုးလို့ဒီညာကနေတခါလေတက်တက်သားသားပြောလိုက်တယ်ဟေးဟုတ်ကဲ့ပါဒီနေ့ဘလူးဆိုင်တီဗီတော့မဲဆွယ်နေတဲ့ဥပဂူရဲ့ဗီဒီယိုပိုင်းကိုကြည့်လိုက်ရပါတယ်ပထမဆုံးသတိထားမိတာကတော့သူဟာတော်လည်းသမားတွေကိုအင်မတန်ဒေါသထွက်နေပုံရတယ်ဒုတိယသတိထားမိတဲ့အချက်ကတော့ဘူဂျုတ်အောင်ဆန်းရဲ့ပြောဟန်ဆိုဟန်လေယူလေသိန်းအနေနဲ့စကားပြောတော့တာကိုတွေ့ရပါတယ်အဲ့တော့ဒီညမှာတစ်ခုလောက်ပြောချင်တာကတမိုင်းဝင်သွားတဲ့ ခေါင်းဆောင်တွေသူရဲကောင်းတွေတမိုင်းဝင်မဲ့ခေါင်းဆောင်သူရဲကောင်းတွေဆိုတာကအစားထုတ်လို့မရပါဘူးသူတို့ရဲ့ဟန်ပန်မူရာတွေနဲ့အစားထုတ်လဲပြည်သူရဲ့နှလုံးသားကိုဆွဲခွန်နိုင်မှာမဟုတ်ပါဘူးပို့ပြီးတော့အမြင်ကတ်တော့လာပဲရှိမှာပါတခုတော့ရှိတာပေါ့ပြည်သူနဲ့အတူတူရက်တည်နေပြီးတော့မှအမှန်တရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ပြက်ပြက်သားသားတော်လန်နေတဲ့လူမျိုးတယောက်ရဲ့လုတ်ပုံကင်ပုံတွေကဒီခေါင်းဆောင်နီးနီးတော်နေတယ်ဆိုလို့ရှိရင်တော့ဒါကသူလဲသူရဲကောင်းပါလားဆိုတဲ့အတိမှန်ပြုတ်မှုမျိုးတော့ရမှာပါ ဒါပေမဲ့ဤသူရှင်ထဲမှာကြံခဲ့တဲ့ကြရှုံသွားပြီးသားဖြစ်တဲ့ခေါင်းဆောင်ကြီးရဲ့နေရာဟန်ပန်မှုရာတွေနဲ့တော့ဤသူမလုံးတော့ဖန်ဖန်စားလို့မရနိုင်ဘူးဆိုတော့ကျွန်မကပြောချင်တာဖြစ်ပါတယ်။ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်။ကျွန်မတို့မျက်လုံးထဲမှာတော့မှတော်စပင်းမွေးဆူပါတယ်။ကြားရတာနားထဲမှာကတ်လန်နေပေါ့။ဒီသူ့လူလူမျိုးတစ်ယောက်ကဟာလာဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့အခါကျတော့ကြီးစရာကြီးပေါ့။နိုင်ငံရေးထွက်ပေါက်အနေနဲ့ဖြေရှာလို့ရတယ်ဆိုတော့ ိုလမ်းကြောင်းကိုရှင်းရလို့အမြဲတမ်းပြောတာပေါ့ရှင်။ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်နဲ့အဖြေရှာလို့မရဘူးဆိုတာရှင်တို့ကိုယ်တိုင်လည်းသိပါတယ်။နော်ရှင်တို့ကိုယ်တိုင်လည်းသိပါတယ်။ချိန်တမအပေါက်တွေအကုန်ပိတ်ပြီးတော့မှရွေးကောက်ဝယ်လုပ်နေတဲ့ကိစ္စကြီးကိုဘယ်အပေါက်ကရှင်တို့ကနိုင်ငံရေးထွက်ပေါက်ဖြစ်နေသွားပြီးအတုံးချသွားပြီးတော့အော်ဝမ်းမှလည်းနော်အဲ့လွတ်တော်ထဲမှာရှင်တို့အော်ခွင့်လည်းမရှိပါဘူး။ရှင်တို့လွတ်တော်ထဲဝင်ခွင့်ရရင်တော့ကန့်ကောင်းရှင်။နောက်တစ်ခုကကျွန်မပြောပြလိုက်မယ်ရှင်တို့ ဟိုစူးစမ်းနေတဲ့ဒီရွေးကောက်ပွဲရှင်တို့ဝင်ပြိုင်ခွင့်ရဖို့အတွက်ရှင်တို့အမျိုးမျိုးစူးစမ်းနေအမျိုးမျိုးပြည်သူမုံအောင်ရှင်တို့ပြောနေတယ်စစ်ဟိုဒီစစ်တပ်ကမင်းအောင်လိုင်းပြောပြောပြောရမယ့်စကားတွေကိုရှင်တို့မင်းအောင်လိုင်းကိုစားတယ်ရှင်တို့ပြောနေတယ်နော်ရှင်တို့အမျိုးမျိုးစူးစမ်းနေကြတယ်ဒါပေမဲ့ကျမတို့ပြည်သူလူထုရဲ့တွားနေတဲ့လမ်းကြောင်းကဟိုစန့်ကျင်ဘက်ပဲရှင်တို့လုံနေတာအနေနဲ့လုံးဝစန့်ကျင်ဘက်ပဲအစတွေကနိုင်ငံရေးအရဆွေးနွေးမယ်ဆိုတဲ့အကြံစီမျိုး ရှိခဲ့မယ်ဆိုရင်ပြည်သူလူထုဟာလက်နက်ကင်ပြီးတော့တော်တယ်ထွက်ခဲ့မှာမဟုတ်ဘူးအသက်ပေးပြီးတိုက်ခဲ့ကြမှာမဟုတ်ဘူးเนาะရှင်တို့ပါဇက်ကတာမကြောက်တတ်ပါဘူးလို့ပြောနေတာရှင်တို့အခုပြောနေတဲ့ဇကားတွေတော့ရှင်တို့ကစကလုံးကိုရွေးချယ်ပြီးတော့စစ်ကောင်စီအာဏာရှင်တွေကိုမထိမဲ့စကလုံးတွေကိုပဲရှင်တို့ရွေးချယ်ပြောနေရတာပြည်သူကိုကြတော့ရှင်တို့ကြိုက်တယ်လို့ပြောရဲတယ်အဲ့ဒီအာဏာရှင်တွေ ရှင်တို့ကိုရွေးကောက်ပွဲဝင်ခွင့်ပေးထားတဲ့အာဏာရှင်တွေကိုရွေးကောက်ပွဲဝင်ခွင့်မရမှာဆိုလို့ဘာတခွန်းပြောရဲလဲအဲ့တော့မဲပေးရမှာပြည်သူအလုပ်လို့ရှင်ပြောတယ်ပြည်သူကရှင်တို့ရွေးကောက်ပွဲကိုစိတ်ကိုမဝင်စားတာနော်ကျင်တို့ဘက်ကဟလာလူတွေဟလာဘောမတွေကတော့အဲ့ဒီစစ်တပ်အတိုင်းဝိုင်းတွေကတော့စိတ်ဝင်စားမှာပေါ့အနေစားချောင်နေတာဟုတ်နော်တော်လန်ပြည်သူကရှင်တို့ရွေးကောက်ပွဲကို လုံးဝစိတ်မဝင်စားပါစိတ်မဝင်စားလို့တော့အခုရက်ထဲမှာထွက်လာတယ်မလားနော်စက်ရုံကလူတွေကိုကြံ့ခိုင်ရေးဝတ်စုံနေဝတ်ခိုင်းပြီးတော့ဟလာရှင်တို့မဲဆွယ်စည်းရုံးတာអော်ခိုင်းတာတွေပြီးတော့အိမ်ဘေးမပြောင်းမဲတကားပိတ်ထားလို့ဟိုကရတဲ့နီးနဲ့ထွက်ကြတာတွေနော်ပတ်စံ၃တောင်းပေးတာတွေအမလီတည်င်းနေမှာရှင်ပွားထနေတာပဲနော်ရှင်တို့ကအရှိရနေဖို့အနောက်ကနေပေါ်တာပဲဒီရွေးကောက်ပွဲကိုပြည်သူပြည်သူကမဲပေးရမှာကြောက်လို့ဘလို့ရှောင်ရှားရမလဲမသိလို့စိတ်ညစ်နေကြတာတကယ်နောက်ဆုံး အခြေအနေဘလို့မှယုံထွက်လို့မရတဲ့အခြေအနေမျိုးမှာတနက်နှစ်ထင်ချိန်ပြီးတော့မဲတဲ့ခိုင်းမှသာခဲကြမှာအဲ့ဒီပြည်သူတွေကနော်အဲ့တော့ရှင်တို့ကအဲ့ခိုးမဲတွေရှင်တို့မတော်မတရားရထားတဲ့မဲတွေနဲ့သာအဲ့ကြံခံရေးရတက်သွားမှာရှင်တို့လည်းအဲ့နေရာကိုရမှာမဟုတ်ဘူးဟုတ်လားအခုပဲကြည့်လေနော်ဒီရွေးကောက်ပွဲဥပဒေဆိုတဲ့ရှင်တို့ထုတ်လိုက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုအယောက်တရာကျော်လောက်ကိုရှင်တို့ခံပြီးထောင်ထဲထည့်ထားပြီးပါပြီအနည်း40ဒီအနည်း30ဒီရှင်တို့ထောင်ချပြီးပါပြီနော်အဲ့တော့ရှင်တို့ရွေးကောက်ပွဲကြီးလူဘလောက်စိတ်ဝင်စားနေသလဲ ဆိုတာစဉ်းစားကြည့်ပေါ့ပြည်သူလူထုစိတ်မဝင်စားလို့တောင်မှပြည်သူလူထုကိုကြောက်အောင်ရွေးကောက်ပွဲဥပဒေနဲ့ညှိစုံးมาတယ်ဆိုပြီးတော့မှရှင်တို့ထောင်ထဲထည့်နေတဲ့ကိစ္စရှင်တို့မကြားတာလားဒီသတင်းนี่မကြားတာလားဒီရွေးကောက်ပွဲကိုပြည်သူလူထုစန့်ကျင်နေမှရှင်တို့သိရတာနဲ့ဒီအာဏာရှင်တွေကိုလည်းရှင်တို့ကထောက်တိုင်နေဝိုင်းလုပ်ပေးနေတာရှင်တို့ရမို့ရှင်တို့ရမယ်အခွင့်အရေးတွေပြောရှင်တို့တွေကအရှက်မရှိသိက္ခာမဲ့ပြောနေပေမဲ့ရှင်တို့ကိုဘယ်ကောင်းမှစိတ်ဝင်စားမှာမဟုတ်ဘူးเนาะအဲ့ဒါကိုတော့တည်တည်ချာချာပြောရဲတယ် ဟုတ်လားတက်တက်ခိုင်လို့အင်အားကြီးမာပြီးငွေအင်အားလဲတောက်တယ်လူအင်အားလဲတောက်တယ်အမှုပညာရှင်ဆိုတဲ့ထိတ်တန်းအမှုပညာရှင်တွေကိုလဲဆွဲထည့်ပြီးတော့ခေါ်ထားနိုင်တဲ့ပါတီကိုတော့စောက်ကျွေးပတ်နေပါတယ်လို့ကဘာကိုချပြခဲ့တယ်မင်းအောင်လိုက်အဲ့ဒီရွေးကောက်ပွဲရဲ့ရလဒ်ပဲဒါရှင်တို့လက်ငင်းမြင်နေရတဲ့ရလဒ်ဒီပဲကဲတော့ဒီပြောင်ကြီးကိုကိုကြီးခေကျုကတော့နော်ဒါဟိုဘက်လဲမုံဒီဘက်လဲမုံနဲ့ကြားရရငဝက်ချီထွက်မဲ့ကိန်းကိုတော့ဒါကြောင့်နေနဲ့မြင်အောင်နေပါပြီနော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလာပါပဲ အားပေးကြတဲ့ကျွန်တော်ညီကိုမွန်မတယောက်ချင်းရင်တိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစီခင်ဗျာ thank you